ောတာရှင်တွေအားလုံးတာလီစော့ပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့အတွက်တည်င်းအတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့အေအေတပ်ဖွဲ့ဝင်တွေစစ်ကောင်စီထံအလင်းဝင်ပတ်ပြောင်းတာမရှိဘူးလို့ဥခိုင်တုခပြောတဲ့အကြောင်းကြောက်ဖြူမျိုးနေမှာစစ်ကောင်စီဘုံကျဲမှုကြောင့်အမျိုးသမီး3ဦးတေဆုံးပြီး5ဦးဒဏ်ရာရတဲ့တည်င်း မောင်တော်မှာမွတ်စလင်တဦးမိုင်းနေမိပြီးခြေတစ်ဖက်ပြတ်သွားတဲ့အကြောင်းပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်ကိုကျမပြပြရဲနဲ့အတူကိုအောင်မင်းရက်စုတော်ကပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့အေတပ်ဖွဲ့ဝင်တွေစစ်ကောင်စီထံအလင်းဝင်ပြပြောင်းတာမရှိဘူးလို့ဥခိုင်ဒုက္ခပြောတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်အရခတပ်တော်အေတပ်ဖွဲ့ဝင်9ဦးနဲ့ PDF တပ်ဖွဲ့ဝင်6ဦးတို့ဟာ လက်နက်ခရမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့နိုဝင်ဘာ18ရက်ကစစ်ကောင်စီပိုင်းသတင်းစာတွေမှာထုတ်ပြန်ရေးသားထားပါတယ်စစ်ကောင်စီဘက်ကပဲပြောင်းသွားတဲ့အေအေတပ်ဖွဲ့ဝင်၉ဦးဟာမင်းပြကြောက်တော်ပုံနာကျွန်းစတန်တွင်းနဲ့ဂွမ်းမြွနယ်ရောကဖြစ်ပြီးတော့ PDF တပ်ဖွဲ့ဝင်၆ဦးဟာမဦးပင်လင်းမျက်နှာဇလွန်ကြံခင်းနဲ့ရေကြီးမြွနယ်ရောကဖြစ်တယ်လို့ဖော်ပြထားတာပါဘက်ပြောင်းလာသူတွေကို AOD တိုင်းပသိမ်မြို့အခြေဆိုင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှလက်ခံကြိုဆိုတဲ့အခမ်းအနားပြုလုပ်ပြီးထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အေအေတပ်ဖွဲ့ဝင်တွေအလင်းဝင်ကြောင်းစစ်ကောင်စီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးအေအေပြောခွင့်ရဥခိုင်တုခါကတော့ဒီလိုဖြစ်စဉ်မျိုးတော့လုံးဝမရှိပဲစစ်ကောင်စီကခီးသွားရခိုင်တချို့ကိုဖမ်းဆီးပြီးတော့အတရားဓမ္မနှိပ်စက်ညှဉ်းပန်းပြီးပြောခိုင်းတာလုံခိုင်းတာပဲဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီဟာအေအေတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေဖက်ပြောင်းလာတယ်ဆိုပေမဲ့ ဂတုဘေဝါဆိုတာကိုတော့ဖော်ပြထားတာမရှိတဲ့အပြင်ထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာလည်းမျက်နှာတွေဖုံးကွယ်ထားတယ်လို့တွေ့ရပါတယ်။အလင်းဝင်လာသူတွေစီကအနှံတဲ့မောင်းပြန်တနက်နှစ်လက်အတွက်ငွေကျပ်သိန်းတရာလက်ပြဘုံတလုံးအတွက်ငွေကျပ်3သိန်းနဲ့စုကျဲငွေအဖြစ်လူတူကိုငွေ3သိန်းကျပ်စီပေးအပ်ခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဘေးတိုက်ပွဲမှာဘလို့ပုံစံနဲ့အလင်းဝင်ပယ်ပြောင်းလာတယ်ဆိုတာကိုဖော်ပြထားတာမရှိပေမဲ့ PDF တအုပ်ရဲ့ပြောစကားအရ AOD တိုင်းမြန်အောင်အခြေဆိုင် ခလာရ51တိုင်ရင်းကိုဖက်ပြောင်းအလင်းဝင်ခဲ့တာလို့ဖော်ပြထားပါတယ်။အလင်းဝင်လာသူတွေရဲ့အချက်အလက်တွေနဲ့မျက်နှာတွေကိုဖုံးကွယ်ထားတာဟာဝါဒဖြန့်ဖို့အတွက်သာဖြစ်ပြီးတော့အေအေတာတာတွေဟာစစ်ကောင်စီဘက်ကိုလက်နက်နဲ့အလင်းဝင်တာမဖြစ်နိုင်ဘူးလို့ CDM ဗိုလ်ကြီးစင်ယောကတုံ့တက်ထားပါတယ်။လက်ရှိစစ်ကောင်စီနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းအရခတက်တော်ထံလက်နက်ချအလင်းဝင်သူတွေအတွက်တုံ့ပြန်တဲ့အနေနဲ့စိတ်ဓာတ်စစ်ဆင်ရေးပုံစံမျိုးသာပြုလုပ်တာဖြစ်တယ်လို့ အေပြောခွင့်ရဥခိုင်ဒုခကပြောပါတယ်။လက်တလုံးမှာစစ်ကောင်စီနဲ့အေတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့မကွေ၊ပဲခူး၊အေယော်ဒီတိုင်းဒေသတွေမှာလက်နက်ချအလင်းဝင်လာသူနဲ့ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်80ခန့်ရှိတယ်လို့အေကနိုဝင်ဘာ17ရက်မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာအာရခတပ်တော်ထင်းချုံနေမြေတွေကို ပြန်လည်ထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီးတော့တပ်သားလိုအပ်ချက်အတွေ့တိုက်ပွဲတွေအတွင်းအာရခတပ်တော်ကိုတိုက်ခိုက်နိုင်ဖို့ဝါဒဖြန့်မှုတွေကိုလည်း စက်တိုက်လှုပ်ဆောင်နေတယ်လို့စီးရဲအကဲခတ်တွေကပြောဆိုနေကြပါတယ်ဆက်လက်ပြီးတော့ကြောက်ပြူမျိုးနေမှာစစ်ကောင်စီဘုံကျေးမှုရအမျိုးသမီး3ဦးသေဆုံးပြီးတော့5ဦးဒဏ်ရာရတဲ့တည်င်းကိုလည်းတင်ဆက်ပေးမှာပါကြောက်ပြူမျိုးနဲ့တောင်ငူကျေးော်မှာနိုဝင်ဘာလ18ရက်နေ့ညအချိန်ကစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံကျေးတာကြောင့်ကျောင်းသူတို့အပါအဝင်အမျိုးသမီး3ဦးသေဆုံးပြီးတော့5ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗါတယ်သေဆုံးခဲ့သူတွေဟာ တောင်ငူကြီးရော်ကဒေါ်မအောင်သာ84နှစ်ဒေါ်စုစုမ58နှစ်နဲ့မဝင်းစုထေးဆစ်ဆောင်နေတို့ဖြစ်ကြပါဗျ။နေရာရရှိသူတွေထဲမှာကျောင်းသူကျောင်းသားတွေပါဝင်ပြီးတော့လက်ရှိမှာအရေးပေါ်စေကူတမှုတွေခင်ယူနေရတယ်လို့သိရပါဗျ။စစ်ကောင်စီကကြောက်ဖြူမြို့နယ်ကတောင်ငူကြီးရော်ကြောက်ကလေးကြီးရော်လိတ်တန်ကြီးရော်မင်းရဲကြီးရော်နဲ့တန်ရှောင်းကြီးရော်တွေကိုဒရုန်းဂျက်ဖိုင်တာပါဝင် နေပြည်တော်နဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ကြောက်ပြူမြို့နယ်ကဂျီအော်တွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေစစ်တိုက်ပြုလုပ်လာနေတာကြောင့်လေကြောင်းရင်ကိုအထူးဂရုပြုကြဖို့အာရခတတော် AA ကအတိပေးထုတ်ပြန်ထားပါတယ်မောင်တော်မှာမွတ်စလင်တယောက်မိုင်းနေမီပီခြေတစ်ဖက်ပြတ်သွားတဲ့တဲ့င်းကိုတင်ဆက်ပေးမှာပါ။ရခိုင်ပြည်မောင်တော်မြို့နယ်ငန်းရှောင်းမြောက်ကျေးရွာကမွတ်စလင်အမျိုးသားတယောက်ဟာမိုင်းနေမီပီခြေတစ်ဖက်ပြတ်ထွက်သွားတဲ့အထိပြင်းထန်ဒဏ်ရာရှိသွားတယ်လို့သိရပါဗျ။ အသက်55နှစ်အရွယ်ဦးအဘူလာရှိန်ဟာနိုမ18ရက်ကညနေပိုင်းမှာငွန်ရှောင်းမြောက်ရွာကကျွဲတမာရွာရှိဘက်မှာကျွဲကြောင်းနေရှိန်မြေမြုပ်မိုင်းနေမိသွားတာဖြစ်ပါတယ်။မိုင်းနေမိတာကြောင့်ဦးအဘူလာရှိန်ဟာဘယ်ဖက်ရှိတော့ပြတ်ထွက်သွားပြီးလက်ရှိမှာတော့အရေးပေါ်ဆေးဝါးကုသမှုခံရတယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဟာမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ဒေသခံတွေကပြောဆိုကြတာပါ။နိုမာ၁၄ရက်ကလည်းမောင်တော်မြွနဲ့ခုံတိုင်ကျေးရွာကအသက်၄၀နှစ်အရွယ်မျိုးလူမျိုး ဥတောင်ဆိုင်ဟာတောင်ဘကိုဝါခုတ်ပိုးသွားတဲ့အချိန်မိုင်းနေမိပြီးတည်ဆုံသွားခဲ့ပါတယ်။ရခိုင်မှာမြေမြုံမိုင်းအန်ဒီဟာဒေသခံတွေအတွက်ရှိန်ဆောင်မှုတစ်ခုဖြစ်နေပြီးအထူးသဖြင့်တောင်ဝမ်နဲ့တောတောင်ကိုအမိပြုလောက်ကင်စောင်းတောင်းနေကြသူတွေအတွက်အဲ့ဒီအန်ဒီဟာပိုဆိုးနေတဲ့အချိန်တွေကိုတွေ့ရပါတယ်ခင်ဗျာ။တရင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။စစ်ကောင်စီရဲ့အတရားဓမ္မစစ်မှုထမ်းစုဆောင်းခံရတဲ့တပ်သား၃ဦး KNLA ထံအလင်းဝင်တဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးမှာပါ စစ်ကောင်စီရဲ့အတရားဓမ္မစစ်မှုထမ်းဆူဆောင်းခံရတဲ့တပ်သား3ဦးဟာကရင်မြို့သားလွတ်မြောက်ရေးတပ်မတော်တပ်ရင်း၈ကိုအလင်းဝင်လာတယ်လို့ KNU ကဒီကနေ့ထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့ခမာယ981တပ်ရင်းကတပ်သားမောင်တန့်စင်ထွန်းကျော်စင်ထွန်းနဲ့ပြည်ဆောင်ထွန်းအောင်ဆိုသူတို့အလင်းဝင်လာကြတာဖြစ်ပြီးတော့သူတို့ဟာအတရားဓမ္မစစ်မှုထမ်းဆူဆောင်းခံရတာလို့ထုတ်ပြန်ချက်မှာပါရှိပါတယ်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းဆူဆောင်းခံရသူတွေအနေနဲ့ သူတို့အဖွဲ့နဲ့နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေစီကိုလက်နက်ချအလင်းဝင်ကြဖို့ KNU ကတိုက်တွန်းထားပါတယ်။နိုင်ငံတော်ကစစ်ရှုံးနေတဲ့စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးနောက်ပိုင်းပြည်သူတွေကိုအထင်အဓမ္မတတ်သားသိဆူဆောင်းပြီးတော့အခြေခံစစ်တင်တန်းပေးနေတာဟာလက်ရှိမှာအပတ်စဉ်စစ်ကောအထိရှိလာပြီးဖြစ်ပါတယ်။စစ်ကောင်စီကသူတို့နေမျိုးစုံနဲ့အထင်အဓမ္မတတ်သားသိဆူဆောင်းထားသူတွေကိုအခြေခံစစ်တင်တန်းပေးပြီးနောက်ပိုင်းတော်လှန်ရေးအင်အားစုတွေနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ ရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်နေတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့စက်ကောင်စီနဲ့အိန္ဒိယတို့ကြားနားလည်မှုစာချုပ်လာ၁၀ခုလက်မှတ်ရေးထိုးတဲ့သတင်းကိုလည်းတင်ဆက်ပေးပါပါ။စက်ကောင်စီနဲ့အိန္ဒိယအစိုးရတို့ကြားမြန်မြန်ဆန်ဆန်အကျိုးဖြတ်သွင်းစီမံစီမံချက်တွေကိုအကောင့်တွေဖော်နိုင်ရေးအတွက်ဆိုပြီးနားလည်မှုစာချုပ်လာ၁၀ခုကိုလက်မှတ်ရေးထိုးခဲ့တယ်လို့စက်ကောင်စီကဒီကနေ့ထုတ်ပြန်လာပါတယ်။ အဲ့ဒီစာချုပ်လာကိုနိုဝင်ဘာ18ရက်ကနေပြည်တော်ကရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခမ်းမမှရေးထိုးခဲ့တာဖြစ်ပြီးအဲ့ဒီအခမ်းအနားကိုစက်ကောင်စီရဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝါဝါမောင်ဒုဝန်ကြီးနဲ့ဌာနဆိုင်ရာတွေအပါအဝင်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတာမတ်တန်ယုံဒုတိယအကြီးအကဲအိန္ဒိယနိုင်ငံတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီတိစုံမှုကတဆင့်မတမ်းမော်ကွန်တွေကို digital နဲ့ ထိန်သေးရင်မြင့်တင်ရေးစီမံချက်အကောင့်တွေပေါ်ဆောင်ရွက်မှုအင်းလေဒေတာကအလင်းတန်တဲ့တိုင်းရင်းသားတွေအတွက်အိမ်သုံးဆိုလာစနစ်တွေထောက်ပံ့မှုမန္တလေးတိုင်းဒေတာကြီးကမဟာမြတ်မုနိဖရမငလင်းရံကြောင့်ပျက်စီးခဲ့တဲ့အနုပညာလက်ရတွေအစားထိုးရေးဆွဲမှုစီမံချက်တွေကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်လေယာကုန်ထုတ်စွာအမြင့်တင်ရေးငလင်းတန်တဲ့အဆောင်အုံတွေအတွက်စစေးကိရိယာတွေဝယ်ယူရင်းနဲ့ ဆိုလာစွန့်အသုံးရေတရင်အပါဝင် စာရှင်လာဆယ်ခုကိုနိုင်ငံခြားသဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။အဲ့ဒီစီမံချက်တွေအတွက်ကုန်ကျဝင်အမေရိကန်ဒေါ်လာ၄၈,၉၃၅ဒေါ်လာရှိပြီးစီမံကိန်းတစ်ခုကိုဒေါ်လာ၅,၀၀အထိ၃ဆွဲသွားမှာဖြစ်တယ်လို့လက်သိရပါတယ်။လက်ရှိသဘောတူညီမှုအရ2023-2024ဘန်ဒါနှစ်မှာ QIP စီမံချက်၅ခု2024-2025ဘန်ဒါနှစ်မှာ QIP စီမံချက်၁၀ခု အခု2015 2016ခုနှစ်နဲ့မှာ QNBC မှာရှက်ဆက်ခုကိုအကောင့်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်ပြီးလာမယ့်ဘဏ္ဍာနဲ့အလိုက် QNBC မှာရှက်တွေကိုဆက်လက်ဆောင်ရွက်ဖို့နိုင်ငံခြားညှိနှိုင်းသွားမယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါထိုင်းဝန်ကြီးချုပ်ဟုံတက်စင်အခွန်ရိုကျေးကမ်ဒေါ်လာ1500ပေးဆောင်ရမယ့်သတင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်အချင်းကြနေတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နာဝတ်ကိုအမေရိကန်ဒေါ်လာတန်း900အခွင့်အရေးပေးဆောင်ဖို့ထိုင်းတရားရုံးကအမိန့်ချမှတ်လိုက်တယ်လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။သူပိုင်ဆိုင်တဲ့ဆက်သွယ်ရေးကုမ္ပဏီတွေကိုရောင်းချမှုနဲ့ဆက်ဆက်ပြီးအခွင့်အရေးပေးဆောင်ဖို့ထိုင်းတရားရုံးချုပ်ကနိုဝင်ဘာလ18ရက်နေ့မှာအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။တက်ဆင်အနေနဲ့အခွန်ခနဲ့ဒဏ်ကျေးတွေပေါင်းပြီးထိုင်းဘတ်16.6တန်အမေရိကန်ဒေါ်လာတန်း940ပေးဆောင်ရမယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ တက်စင်ဟာ2006ခုနှစ်မှာဒူပိုင်နဲ့ရှင်ကော်ပိုရေးရှင်းရဲ့ရှယ်ယာတွေကိုအခွန်ကင်းလွန်ခွင့်နဲ့ရောင်းချခဲ့တဲ့အတွက်လက်ဆောင်မှုဆိုင်ရာဆွဆဲချက်တွေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီနှစ်နှောင်းပိုင်းမှာသူဟာစစ်တပ်အာဏာသိမ်းမှုနဲ့အတူဝန်ကြီးချုပ်ရာထုကဖိရှားခံရခဲ့ပြီးနောက်ပြည်ပမှာဆယ်စုနှစ်တခုခန့်နေထိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာအသက်86နှစ်အရွယ်နိုင်ငံရေးသမားဟောင်းတက်စင်ဟာထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတယောက်ဖြစ်ပြီး သူဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းကလက်စားမှုဆွဲဆွဲချက်တွေနဲ့အကျဉ်းချခံနေရတာလည်းဖြစ်ပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကို သတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း669 639 633 633ကိုလုံခြုံဆိုင်ရစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိ နေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနိုင်စင်နိုင်ပါတယ်။နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။